တကြီးတွင်ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်ရှိညောင်လေးပင်ကြောက်တကဖြူးမြို့နယ်တွေကစစ်ကောင်စီလက်အခံတပ်စခန်၉ခုကိုမနေ့ကဇွန်လ25ရက်နေ့မနေ့အစောပိုင်းမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUGC ကသိရပါဗျာ။ ရန်ကုန်မန္တလေးအမြန်လန်းဟောင်းတလျှောက်မှာရှိတဲ့စစ်ကောင်စီရဲ့ကာကင်းစခန်းတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်19ဦးသေဆုံးကရဲအုပ်တဝက်ပါဝင်စစ်သုံးမှန်3ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့လည်းသိရပါဗျ။စစ်ကောင်စီကတော့ပိတ်ဆို့စစ်ဆေးမှုနဲ့အင်အားဖြည့်တင်းအလောင်းကောက်တာတွေတော့ရှိပါတယ်။လက်နက်ကြီးနဲ့ရွာတွေကိုရည်ရွယ်ချက်ရှိရှိလိုက်ပစ်တာ ဒရုန်းချတိုက်ခိုက်တာတနေ့လုံးရှိနေပါတယ်လို့ဘကိုးတိုင်းတွန်လိုင်းတပ်ဖွဲ့ဝင်တူက ARD Times ကိုပြောပါရယ်တိုင်ပွဲဖြစ်ပွားပြီးနောက်ခေတ္တခဏသွာလာပိတ်ပင်တာတွေရှိပေမဲ့အခုခါမှာတော့ခရီးသွားတွေအနေနဲ့ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းမှာပုံမှန်တိုင်းသွာလာမှုတွေရှိနေပြီဖြစ်တယ်လို့သိရပါရယ် တိုက်ပွဲတွင်တော်လိုင်းရဲဘော်တအူးကြဆုံးခဲ့ရပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကစစ်ကောင်စီတပ်ဖွဲ့တွေစီကလက်နက်ကြီးလက်နက်ငယ်စုစုပေါင်း16လက်အပါအဝင်ခဲယမ်းတွေနဲ့စစ်သုံးဆက်ဆက်ပစ္စည်းအများအပြားကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အခုတိုက်ခိုက်မှုတွေကို အမှတ်နှစ်စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနဘကူဗျူဟာ24အာလာဝကတရင် အမှတ်3933တရင်ဖြူပကဖဗျူဟာ25အမှတ်3032တရင် Spring Worries Column KNL တရင်ကို UR26 တော်ဝင်ထောင်းတရင်တော်ကြီးကန်းတရင်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဗမောတိုက်ပွဲကိုစစ်ကူပို့ဖို့မြေပြင်ထောက်ဖို့လမ်းကြောင်းတွေပိတ်ဆို့ခံထားရတဲ့စစ်ကောင်စီကရေချောင်းကနေအင်အားဖြည့်ဖို့ကြိုးပမ်းနေတယ်လို့သိရပါဗျ။စစ်ကောင်စီကပြီးခဲ့တဲ့ဇွန်လ22ရက်နေ့က ဝါခဲမမြို့နယ်ကနေပြီးတော့ AR မြေချောင်းအတိုင်းစစ်သင်မောဆက်နစည်းကိုဗမော်ကိုဥတီဆေးလုခဲ့တယ်လို့သိရပါဗျ။စစ်သင်မောတွေညောင်ဦးနယ်ကိုဖျက်နေပြီးတန်ကြပ်ကရင်တွေကအစသင်မောနဲ့တင်လာတာဗမော်မြို့ကိုတောက်လျှောက်တက်မဲ့သဘောရှိတယ်လို့စီးရီးသတင်းရင်းမြစ်က AR Times ကိုပြောပါဗျ။ဇွန်လ24ရက်နေ့မှာလဲဆလင်းမြို့နယ်အတွင်းကိုအဲဒီစစ်ရရင်ဆက်နစီရောက်ရှိလာပြီးတမယာကန်နဲ့ကေနန်ချောင်းမြို့တွေမှာညအိပ်ရနာခဲ့တယ်လို့သိရပါဗျ။ လေချောင်းကစစ်ကူပိုးအင်အားဖြည့်ခြင်းပြုလုပ်ခဲ့ပေမဲ့ရဟန်းရင်နဲ့တိုက်ခိုက်ရေးလေရင်တွေကိုကချင်လွတ်လပ်တပ်မတော် KIA ကပြစ်ချနိုင်ခဲ့တဲ့အတွက်အခုလိုရေချောင်းကပါစစ်ကူပိုးဖို့ကြိုးစားနေတာဖြစ်တယ်လို့သိရပါတယ်။ရေရင်တွေပေါ်မှာရိတ်ခါလက်နက်ခဲရက်နဲ့အင်အားဖြည့်စစ်ကူတွေပါအပြင်တန်ချက်ကရင်တွေကိုပါတင်ဆောင်လာပြီးစစ်သည်မော်တွေထွက်ခွာစဉ်ထီးချိုင်ကတာရွှေကူမြို့နယ်တွေမှာစစ်ကောင်စီတပ်တွေတပ်ဖြန့်လှုပ်ရှားမှုတွေရှိနေတယ်လို့လည်းဒေသခံတွေစီကသိရပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာ၄ရက်နေ့ကစတင်ခဲ့တဲ့ဗမော်တိုက်ပွဲဟာပြီးခဲ့တဲ့မေလအတွင်းတိုက်ပွဲပြင်းထန်ပြန်လည်ဖြစ်ပွားခဲ့ပြီးအနေငယ်ပြန်လည်ငြိမ်သက်သွားကအခုရက်ပိုင်းအတွင်းစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးမှုတွေရှိလာတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။ပြီးခဲ့တဲ့2024ဩဂတ်လအတွင်းကဗမော်ကိုစစ်ကူဖြည့်ဖို့ခြိတက်လာတဲ့စစ်သင်းမော်တွေကိုထိချိုက်တဲ့ကတာမျိုးနယ်အရောက်မှာခရိုင်ပူပေါင်းတပ်ကဖျက်ဆီးနိုင်ခဲ့ပြီးစစ်သင်းမော်၈စီးအနက်တစည်းတံဗမော်မျိုးကိုရောက်ရှိခဲ့ပါဗျ။ အကြံဖတ်မှုအဆုံးသက်ရေးလူသားချင်းစာနာမှုအကြက်တဲရောပါစေရေးနဲ့ရေရှည်ညီညာရေးပံ့ပိုးကူညီရေးကိုအလေးထားပြီးစိုးဝါလာတဲ့မြမအေးဖြည့်ရှင်မှုအာဆီယံဖွဲ့နဲ့အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း OIC ကြားပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ဖို့မလေးရှားနိုင်ငံကတောင်းဆိုလိုက်ပါတယ်မလေးရှားနိုင်ငံကမြမအရေးကိုအလွန်အမင်းစိုးရိမ်မိပြီးရိုဟင်ဂျာတွေရခိုင်ပြည်နယ်ကိုဘေးကင်းလုံခြုံစွာ ကုန်တိတ်ခါရှိရှိနေရပြန်နိုင်ဖို့လိုအပ်တယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟက်ဆန်က တနင်္ဂနွေနေ့မှာ တူရကီနိုင်ငံမှာကျင်းပတဲ့ရိုဟင်ဂျာဆွေးနွေးပွဲမှာပြောပါရယ်မြန်မာပြည်ပခဖြည့်ရှင်းရမှာအပြူသဘောဆောင်တဲ့နီလန်တခုလှုပ်ဆောင်မှုမလေးရှားနိုင်ငံကတန်နိဋ္ဌာန်ချထားပါရယ် အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုပြုလုပ်ဖို့အကြံဖတ်မှုတွေရက်စဲဖို့နဲ့လူသားချင်းစာနာမှုအကူအညီပေးမှုအရှိန်မြှင့်ဖို့ဆိုတဲ့အရေးပါတဲ့နယ်ပယ်သုံးခုခွဲခြားထားပါတယ်လို့သူကဆိုပါတယ်မလေးရှားနိုင်ငံက OIC အဖွဲ့ဝင်တွေနဲ့သက်ဆိုင်သူတွေကြားပုံမထိတွေ့ဆက်ဆံမှုကိုအားပေးပြီးအကြမ်းဖက်မှုတွေအဆုံးသတ်ရေးလူသားချင်းစာနာမှုအကြမ်းတဲဖြေလျှော့ရေးနဲ့မြန်မာနိုင်ငံမှာငြိမ်းချမ်းရရှိရေးကိုအလေးထားပါတယ်လို့၎င်းကဆက်ပြောပါတယ်။ မလေးရှားနိုင်ငံဟာအာဆီယံအထူးကိုယ်စားလှယ်အော်တမန်ဟာရှင်းကတဆင့်မြန်မာနိုင်ငံရှိသက်ဆိုင်သူအလုံးနဲ့ထိတွေ့ဆက်ဆံမှုတွေပြုလုပ်ခဲ့တယ်လို့မိုဟာမက်ဟဆန်ကရှင်းပြပါရယ်အဲဒီလိုထိတွေ့ဆက်ဆံမှုကလူသားချင်းစာနာမှုအကူအညီပေးမှုလိုမျိုးဦးစားပေးလုပ်ငန်းတွေအတွက်ပုံမနှိုင်းနဲ့ပူးပေါင်းဆောင်ရွက်မှုအတွက်အရေးပါတဲ့လှုပ်ဆောင်ချက်ဖြစ်လာမယ်လို့သူကဆိုပါရယ် ရုရှားသမ္မတဗလာဒီမာပူတင်ကနေတိုးခေါင်းဆောင်တွေကိုဝေဖန်ခဲ့ပြီးတော့ကမ္ဘာလုံးဆိုင်ရာလက်နက်ပြိုင်ပွဲတစ်ခုကိုအရှိန်မြှင့်နေတယ်လို့ပြောကြားလိုက်ပါတယ်။ဒီဟိတ်မျိုးမှာနှစ်ရက်တာကျင်းပမဲ့နေတိုးထိပ်သီးဆွေးနွေးပွဲမတိုင်မီတနင်္လာနေ့ကမော်စကိုမြို့တော်မှာသူကအခုလိုမိန့်ခွန်းပြောခဲ့တာပါ။ဒါဟာကမ္ဘာလုံးဆိုင်ရာစီရေးပရိပခနဲ့လက်နက်ပြိုင်ဆိုင်မှုအရှိန်မြင့်စေတာကိုမိမောင်းထိုးပြတာပါလို့ ကာကွယ်ရေးအသုံးစိတ်တိုးမြင့်ဖို့နေတိုးအဖွဲ့ခေါင်းဆောင်တွေသဘောတူညီနိုင်မှုကို၎င်းကမှတ်ချက်ပြုပါရယ်နေတိုးအဖွဲ့ခေါင်းဆောင်တွေဟာရုရှားဥရောပတိုက်ကို ကျူးကျော်နိုင်မှုနဲ့ပတ်သက်လို့ဇလန်းတခုကိုလှုပ်ကြံပြောဆိုခဲ့ပြီးပြည်သူတွေကိုအထင်မှားစေခဲ့တယ်လို့ပူတင်ကပြောပါရယ်ပထဝီနိုင်ငံရဲ့တင်းမာမှုတွေအချိန်မြင့်နေစဉ်ရုရှားနဲ့မဟာမိတ်တွေရဲ့လုံခြုံရေးကိုတွန်းမြင့်မဲ့တင့်တော်တဲ့အစီအမံတွေလှုပ်ဆောင်မှုကျွန်တော်တို့တနိဋ္ဌာန်ချထားသလိုရုရှားရဲ့ချုပ်ချာအာဏာနဲ့ လွတ်လပ်တဲ့ဖွံ့ဖြိုးတိုးတက်မှုကိုကာကွယ်ဆောင်ရှောက်ဖို့စစ်တပ်ကိုခေမီအောင်လှုံ့ဆော်သွားမှမယ်လို့၎င်းကဆက်ပြောပါရယ်ပထဝီနိုင်ငံရေးတင်းမာမှုတွေအချိန်မြင့်နေစဉ်ရုရှားနဲ့မဟာမိတ်တွေရဲ့လုံခြုံရေးကိုတိုးမြင့်မဲ့တင့်တော်တဲ့အစီအမံတွေလှုံ့ဆော်မှုကျွန်တော်တို့တန်ိဋ္ဌာန်ချထားသလိုရုရှားရဲ့ချုပ်ချာအာဏာနဲ့လွတ်လပ်တဲ့ဖွံ့ဖြိုးတိုးတက်မှုကိုကာကွယ်ဆောင်ရှောက်ဖို့စစ်တပ်ကိုခေမီအောင်လှုံ့ဆော်သွားမှမယ်လို့၎င်းကဆက်ပြောပါရယ်ရုရှားတပ်ဖွဲ့တွေဟာအင်ကာနေ့က ယူကရိန်းရှေ့ပိုင်းဒနီပရိုမြို့ကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့လို့လူ20တဦးသေဆုံးခဲ့ပြီး300ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသနာတာဝန်ရှိသူတွေကပြောပါတယ်။ရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုက နေအိမ်တွေစာတင်ကျောင်းတွေနဲ့လူ900ခန့်တယ်ဆောင်လာတဲ့ခီးသည်တင်ယထားဒဇင်းကို ထိမှန်ခဲ့တယ်လို့ယူကရိန်းသမ္မတဇလန်စကီးကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာရုရှားရဲ့လူအသေးပြောက်များတဲ့ နောက်ထပ်တိုက်ခိုက်မှုလို့သူကခေါ်ဆိုခဲ့ပြီးရုရှားကိုတန်ခတ်ပိတ်ဆို့မှုတွေတိုးလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။